ဆရာကြီးတော်စီရစ်သားတော်ဝိတုကောင်တပုတ်ဖြစ်သည်ဒေါသစိတ်ဤတစ်ဖက်စွန်း၌ရွှေဒေါသထွက်ပါသည်ရွှေသည်နာပါသည်ဆိုပြီးတော့ကိုယ့်အကူအမွန်းတင်ပြလိုက်ခြင်းဖြစ်ပါသည်အမှန်လဲကျွန်တော်ဒေါသထွက်နေပါသည်မထွက်ပဲနေနိုင်ပါရောလားကြည့်ပါခင်ဗျာနည်းနည်းသောသည်လူအရာကနိုးနေပြီဖြစ်တော့လဲမျက်စိနှလုံးမပွင့်သေး တောင်တွေးမြောက်တွေးနဲ့စာလီပါလီရေးဖို့စိတ်ကူးနေတော့မျက်နာတိတိကိုကြောင်သေးပန်းခံရရခင်ဗျာကြောင်သေးပန်းခံရရကျွန်တော်အရာကောင်းရင်တိတိမောင်ပဒင်းပေါ့ရှိပါသည်ကရင်နဲ့တမိုက်လောက်ပဲကွာပါသည် အမြဲတမ်းမိုးပတ်ချိန်မှလွဲ၍ဤပဒင်းပေါ့ကို ဖွင့်အိပ်လီရှိပါသည်ကြောင်သည်ဤပဒင်းပေါ့ဘောင်ဘောင်မောက်နောက်ပြန်စော်ထက်လိုက်ခြင်းဖြစ်ပါသည် ကျောင်းသေးသည်စိစိကလေးကစားသောတကြံပြုတ်ငယ်မှရေလုံးလောက်ဖြစ်တော်လဲ။ကြားမှာဇာကျန်အောင်ကရှိနေလေတော့ရေပန်းနဲ့ဖြန့်လိုက်သလိုကျွန်တော်မျက်နာတပြင်းလုံးပြက်နှံ့အောင်ဖွာရရကြသည်ပေါ့ခင်ဗျာ။ဤတို့ဤကြောင်းတေးပန်းခံရသည်မှာဒါပထမချင်းမဟုတ်ပနေကျင်းရှိပြီလေတော့မမှတ်မိတော့ပြီဖြစ်ပြီချက်ချင်းပဲဒီကြောင်စနက်ကိုတီကောင်အေယာမလူလေထားပြီးဒီကောင်ကိုအမိဖန်ရန်ကြိုးစားရ ရှင်မဝင်ရန်ကောင်းနဲ့ထီထီမိမိဖိထားသောချက်နှောင်ပြင်ပတ်ကျွန်တော်လက်မထွက်နိုင်မီတခါမှုတော့ပြီဖြစ်၍ဒါမျိုးနော်ချိန်နေပြီဖြစ်တော့ဒီကြောင့်လဲလစ်ပါလီတော့သည်ထွီထာတော့ကမြင်မနင့်ကြောင့်တော့ငါစော်သွားပြန်မယ်ဟေ့ကြောင်စေသလိုသူ့စေသလိုမတဲခွေသောစကလုံးဖြင့်မိဖို့ဆောင်တဲ့ကမိမအောင်ရံမူရပါတော့သည်အဘငါနိုင်ငါကကြက်ပါရင်နိုင်ဆိုတဲ့ကဲ့သို့ ကျောင်းကငါနိုင်ငါကငါမရနိုင်လို့ရပါတော့သည်ဘာလို့မောင်ဘာလို့မောင်လို့မနေနဲ့နေ့ကျောင်းငါမျက်နှာသိပန်းသွားပြန်ဖေးအာကြလာလာအာကြလာပြင်ငါမျက်နှာသိနေပန်းနေတော့ဘဲကျောင်းရှိသေးလို့တော့မင်းသည်တိန်လုံးမှာကျောင်းထီးဆို၍အာကြလာတကောင်နေပဲရှိသည်ကျန်နာရီကအားလုံးကျောင်းမရီကျောင်းမသည်လူမျက်နှာကိုခုနလိုသိနေမပန်းနိုင်ပါဘူး ်မိတ်ဆွေသည်ကြောင်ထင်းနဲ့ကြောင်မအပေါ်သွားကြပုံကိုတတိထားမိကသိပါလိမ့်မည်ကြောင်မလေးသည်လူမလေးလိုပဲစောင်းကြောင်လေးထမ်း၍တင်ကလေးကော်ကောအပေါ်စွန်သည်ကြောင်ထီကလူထီလိုပဲမတ်တက်ပေါက်တာချင်းတူပေမဲ့လူကရှိကောလို့သူကတော့မဟုတ်ပါဘူးခမညာအမီထောင်ကြော်ကုန်ပြီးနောက်ဖက်ပန်းထုတ်တာပါပဲကြောင်ထီချင်းချောင်းသည် နောက်လှည့်နေ၏ ရင်းတို့ပြအားကြလာသည်ပဒင်းပေါက်ပေါ်ပေါ်တွင် အပြင်ဘက်မျက်နှာမူအပြင်ဘက်မျက်နှာမူကျွန်တော်ဘက်နောက်လေကကြင်ငရီဖြန်းသွားခြင်းဖြစ်ပေသည်ကြောင်သေးမြေမြနန်းဒီကိုမိတ်ဆွေတီကောင်းတီပါလိမ့်မည်ကျွန်တော်မျက်နှာပေါ်သာမကော့အမတ်မေဟထားသောပါဇက်ထဲပေါ်ဝင်းသည် ဖြစ်သောကြောင့်ထွီထွီထွန်းထွန်းနှင့်မရအောင်ကောင်းစွာရမရှာနိုင်သည်ပဲရေကိုအရင်စင်ချိုရပါတော့သည် ရေချိုးရင်ပြန်လည်စဉ်းစားတော့ဤသို့ဖြစ်ရသည်မှာတကြိမ်မကတော့ပြီအကြိမ်ကြိမ်အလေးလေးကျွန်တော်ကကြောင်ကိုတက်မိလိုက်ကြောင်ငါပြီလူကလိုက်ရမမီဒေါသပူရဖြစ်မယားကတောင်းမန်မောင်ရဲ့တရိတ်ဆန်ပဲပါတိတာမလို့ဟော့တရိတ်ဆန်တရိတ်ဆန်မစီတိုင်းလောက်တာလူကခန်းနေရရောလားစော်ကားလုံးအကြည့်တယ်ကွာသူ့စိတ်ထဲမှာတော့မောင်ကိုစော်ကားရရဲ့ဘယ်ဟုတ်မလဲ ဟဲ့လူမျက်နှာတည့်တည့်တီးပန်းချတော့စော်ကားရမို့လို့ကတော်ပန်းစင်နေပဲယူဆရအောင်မလားအတူကမောင်မျက်နှာကိုထိစီမှန်စီရဲလို့ရေရတာမဟုတ်ပါဘူးမင်းမျက်နှာပေါ်လဲဒီလိုဖြစ်တဲ့ကလည်းဖြစ်တာပဲဟာကိုဟော့မင်းကတော့ဒီကြောင်ကိုမြုံမတက်ချစ်တာမို့အတီးခန်းကွငါမခံနိုင်ဘူးဘယ်နဲ့ဗျာလူပြည်မှာကြောင်သေးပေါက်စရာနေရာကရှားလုံလုံလို့လူအိတ်တဲ့ခေါင်းရင်းကဒီတကားပါမောတက်ပြီးမှပဲရုံမှရသလား တင်းကဒီနေရာကိုလာစရာဘာအကြောင်းရှိသလဲ။အော်သူ့ဖေနဲ့မိအိတ်တဲ့အခါခေါင်းရင်ကျွတ်တီပါရီပြက်တန်းသွားမှဆိုလို့လာဆောင်နေတာထင်ပါရဲ့။ဟေးငါ့ကိုကြောင်းအဖေမပြောနဲ့။နင်းသားကြောင်းအမေခွေးအမေလုံနေ။ကျွန်တော်ဇနီးမသူ့ကိုယ်သူအိမ်တွင်ရှိနေသည့်ကြောင်းနေခွေးတွေရဲ့အမေတဲ့။ခွေးတွေကြောင်းနေအောင်တာရဲ့တမိရဲ့ဟုခေါ်တတ်ပါသည်။ ဒီဒရိစံတွေကိုစင်ရှိလက်ရှိကျွေးမွေးသည် ပြုစုသည်ထမင်းဟင်းကိုလည်းဒီအကောင်တွေအတွက် တမင်ပဲပူချရသည်ဒါကိုတော့ထားပါကိုယ်အိမ်မွေးထားသည့်တက်တော်တွေကိုဝါနေစွာကျွေးရမည်တော့ကျွေးရမည်တော့ကျွန်တော်လက်ခံပါသည်သို့တော်ဖော်ပြခဲ့သည့်အတိုင်းမျက်နှာသီးနှင့်ပန်နာမျိုးတော့စဖက်သူမိစေကိုတီးခံနိုင်ပါမည်လော့ တို့ရတွင်ကျွန်တော်ဒေါသထွက်နေသည့်ကာလဒင်းကိုမုတ်ချတက်မိဟုစိတ်မှန်ပြင်းနေစဉ်အခါမှာရင်းကြောင်ကိုတခါမှဖမ်းမမိခဲ့ပါထမင်းစားချိန်သူ့ကိုဖမ်းမိနိုင်သည့်အခါမှာတော့ကျွန်တော်စိတ်ကပျော့နေပါကြည်ပြီပေါင်းတဲသားပြီပြီအကြောင်းကိုတက်ချက်ထဲနဲ့ကိစ္စပြီးနိုင်သောစွမ်းမကားရှိပြီလေချက်ချင်းကြီးမလို့သေးပဲကြောင်းအမေအားဟိတ်နင့်ကြောင်ငါတက်တော့မဟိဟုကျိန်ဝါသလိုလားဒီမခန့်ကြည့်အောင်လား ကိုယ့်အကူဘလို့မှမတည်ပဲပြောမိပြန်လေတော့အိမ်ရှိခွေးကြောင်တို့မိခင်ကအမလီမောင်ရဲ့မင်းရှိမှတော့မလုပ်လိုက်ပါနဲ့မင်းမကြည့်ရမမြင်ပါဘူးဒီတော့ဒီမောင်မမစွန့်ရင်ကလည်းရှိကစုံငင်းကလည်းညှိဆိုပြီးတော့ကိုခယွန်းယွန်းနဲ့ရံဖြစ်နေတော့ဆွဲမိသူတွေ့သည့်နေမင်းကြောင့်ပေါ့ကွာဟူသောအမှုရာမျိုးဖြစ်ဒီကြောင့်ကိုကုတ်ဆွဲကင်ပိုက်လို့ကင်ပေါက်လိုက်ုံများဖြစ်ကိစ္စပြီးခဲ့တော့အချိန်မောင်းလဲမနေတော့ဘူး ကျုံကဒီလိုလိုက်လုံးလိုက်ုံတော့ဖြစ်မဖြုံပါဘူး။ကြာရခဏကြာရခဏလေးခဝေဝေပြေးသွားပြီးဟိုမထိုင်ကောင်သူ့ကိုယ်သူရှာနေရလို့နှကံမွေးတာနေသည်ပေါ့။ဒီလိုဖြစ်ခဲ့သည့်အခါပေါင်းများလာပြီးဖြစ်လေတော့အင်္ဂါကလေးများလည်းကျွန်တော်ကိုအလကားလေးဝါဖင်ရှုနေနွမ်းဘူးကြီးဟုဆိုကြမိလား။ကိုတော်သားကိုချက်လာမိသည်။ကြတော့ပြောပါမြောင်မရစကားအောင်ဆိုသည့်တိုင်း ီကြောင်ကိုတက်ဖို့ကျွန်တော်လက်လျှော့လိုက်ပါပြီ။ကိုတော်သားဖြစ်ရတာသာပင်မနေဟုကျွန်တော်စိတ်ထဲကအတိတ်တရားရလာလျက်အစကဖော်ပြခဲ့တဲ့အတိုင်းယခုမနေ့ရေချိုးတော့မှမိမိကိုယ်ကဒေါသအပူတွေကိုရေနဲ့လောင်းချစီးကျောလိုက်ပြီးသည့်နောက်ဒီကြောင့်နောက်နောက်ကျွန်တော်မျက်နှာပေါ်ဒီလိုအသေးပဲမချနိုင်အောင်ဆောင်ရွက်နိုင်ဖို့သာစဉ်းစားရပါတော့သည်။အာဂျလာကျွန်တော်ဒီသတင်းစာဆီရမဟုတ်မူ၍ ခုနှစ်ကိုတော့မမတ်မီတကူသောတက္ကရတွင်မြန်မာပြည်သို့အာဂျလာမီသောနိုင်ဂျီးရီးယားပြည်သောနီဂရိုတယောက်လာ၍ရန်ကုန်မြို့ကြီးမှာအတော်တွင်ကျဲသွားသည်သူအကြောင်းသတင်းစာရေးထဲမှာအကျော်ဒီရပါခဲ့သည်ရှင်ကြိုက်ကျွန်တော်ဤမှာကြောင်မတကောင်သားအုပ်ပေါက်လေတော့ကြောင်ကလေးတွေမြန်ဝေးမပွင့်မီပဲအထီးမှခွဲပြီးနာမည်ပေးလေစီသောကျွန်တော်ဇနီးညင်တိုင်းအမလေးသုံးကောင်ကို ဝင်းကီရှာမီဇူလူး တူတဲသောအထီးလေးကိုတော့ထိုးစင်မှာပေါ်ယူလာဖြစ်နေတဲ့အာဇလာဤတောင်ထီးလေးအာဇလာဖျက်သည့်အကြောင်းတရမှာသူ့အမွေးအောင်မဲတာလဲပါပေသည်သို့တော်သူသည်ကြောင်နဲ့ဆင်စင်မဟုတ်မျက်နာတစ်ချမ်းဝမ်းမိုက်နဲ့ခြေတုံးချောင်းအဖျားကဖြေသွားသည်ဤအာဇလာနာမည်ယူမဲ့သည်မှာကျွန်တော်သနီးတယောက်ထဲသာမဟုတ်ကျွန်တော်သိရသည်မြတ်တောင်ဝင်မှာကျွန်တော်နဲ့ချက်တိုက်ဖို့ပူကြီးဘူရဲချက်လဲ မြင်းမွေပိတ်ကန်ဤသူဤမြင်းတို့လေးတကောင်ကိုဒီလိုပဲအားကြလားဟုမဲခဲ့၏ဒီမြင်းလေးမှာမေတင်ပြုတ်ခဲ့ဘူး၍မြင်းသမားပေါင်းတို့ရှေးပြောင်းအောင်မေပွဲမှတ်မိကြပါလိမ့်မည်နေကရိုးအားကြလားသည်နေနေရရမဟုတ်ပေအမေရိကန်တက္ကသိုလ်တစ်ခုမှဘွေးရပညာရက်ဖြစ်ပြီးကိုလုံးကိုယ်လည်းတောင်းတင်၍ဥပဒေရုပ်ကောင်းသဖြင့်ဟောလိဝုဒ်ရုပ်ရှင်မှာအချို့ကား၌လူမဲခန်းကပါဝင်သရုပ်ဆောင်ခဲ့မှုသည် ထို့နောက်ကမ္ဘာအစီပိုင်းတိုင်းပြည်များသို့ခရီးထွက်လာသည့်၌မြန်မာပြည်ရောက်ခဲ့မှပြည်ရင်းကျူးကျော်သူတရုတ်ဖြူများတွင် အမေရိကန်လက်နက်များပါဝင်မှုနှင့်မြန်မာကျောင်းသားများအမေရိကန်တန်ရုံကိုဝန်ဝန်ဆန္ဒပြသည့်နှင့်ကြုံကြိုက်လျာအမေရိကန်နှင့်ဝန်တွင်ပါအယောင်ကရန်ဆရှိနေသော အာဂျလာသည်မြန်မာကျောင်းသားများနှင့်ဂျုံတော်ပါဝင်ကဦးစီးခေါင်းဆောင်လုပ်၍အမေရိကန်တန်ရုံကားများကိုဖျက်ဆီးပစ်သည်မြန်မာပြည်အယုတ်ဆိုးမှု ဖြစ်ပွားခဲ့သည်ထို့နောက်သူတရုတ်ပြန်သွားသည်ထို့နောက်သူတရုတ်ပြေးသွားသည် အပြန်၌မြန်မာပြည်ဝင်းမီပြူသေးသည်ကိုပြည်ထရေးဌာနက မောင်တောင်ကျန်အားလက်မခံတော့ဘဲလေစိတ်ကပဲပထုတ်လိုက်ရသည်ပထာဆော့အစိုးရလက်ထက်ကဖြစ်သည်ရှင်မောင်တောင်ကျန်အာဇလာနာမည်ကိုမှရှူမဲ့မိရသောသိစံတို့မှလည်းပြညတ်တဲ့ပါကုန်ကြသည် ဘူရဲ့ချီမြင့်အာဇလာလဲဆိုပါသည်။ကွင်းထဲတွင်ပတ်တောက်မှလှတိခိတ်တိအပေါ်ကကြောကြီးအပြင် အောက်မှ လူညောက်ကထိမ့်ပြီးပိုရသည်။ကျွန်တော်တို့ကြောင့်အာဇလာမကောင်းမွန်ကောင်းလူတွေမျက်နာပေါ်သိင်းနဲ့ပန်းယုံတာမကဟင်းကိုဆိုတာလဲအင်မတန်လင်းပါသည်။တော်ပါသည်။လူမျက်တောင်တခန့်များလစ်လိုက်လင်းပင်သူ့ပစ္စည်းထဲပါသွားနိုင်သည်။ဝေယာတို့တခါရဲတုတ်လေသည်။ နှုတ်ပြီးဟင်းအိုးအုံနောက်ပြီးဟင်းအိုးအဖုံ ဖွင့်လဲဖွင့်လဲဖွင့်တတ်ပါသည်တို့ကြောင့်ဟင်းအိုးများအဖုံပေါ်တွင်တူမနိုင်သည့်လေးလံသောအရာများတင်ထားရပါသည် သူကိုသူမိခင်ကိုယ်တိုင် ခိုးရပါပစ္စည်းပြ၍ရက်ခဲဘူးပေါင်းများလာပြီးကောတို့တော့အကြလာသည် လုံးဝအမတ်သားမရှိလင်းလင်းလေးတို့တီးသည်သာသူကလူကိုအမြဲတမ်းချဲလန်းလုပ်နေသည်နဲ့တူပါ၏ တခါတော့သူ့အမေကြသားကိုင်းနေစဉ်သူ့အနားဝင်နေ၍သူ့အမေကထမင်းအိုးစုနေဗလားအဖုံးဖွင့်လိုက်စမ်းဟိဟုကြံမြတ်မမီးဘူကန်းတို့လှဲ့ပြောလိုက်ုံနဲ့အာဇလာသည်အတဲမြင့်တုံးဆွဲပြီးရောသူ့အမေကအော်လီ၍သားတယောက်ကသူ့လက်ထက်တွင်အသည့်ရှိနေသောပလျာနှင့်စီးပြီးရောဒေါန်ကွေမှာအာဇလာ၏ဘေဘဲမျက်စိတက်တက်မှန်၍ဟောက်တောက်ကန်နေသည်သောသောအာဇလာကပါဇက်ထဲဟာကိုပြစ်မချခဲ့ပဲဆွဲပြေးမြေပြေးတည်း ဒါလောက်စိုးသွမ်းနေကြောင်းပါသိသိတော့ယခုချိန်တွင်ကျွန်တော်တို့အိမ်မှာအာဇလာဦးသာမကမိတိကြောင့်ကိုမှမွေးထားဖို့မကောင်းတော့ပေအကြောင်းမှာ1966 68ခုနှစ်ထင်မိသွေးတွေကိုကုံသွေးရေးမှ ချုပ်ကင်လိုက်သည်ကအစာပြုတ်၏အတဟုမူရခင်ကထင်မိဖို့ချက်ခဲ့သောကျွန်တော်အိမ်မှာထင်မရသည်မှအစာပြုတ်ပြီးထို့စဉ် IDC မိဖို့လည်းမရခဲ့၍ အရက်လုံးရေနံမီးပုတ်ကလေးတွေနဲ့ခြံနေရ၏ဤတွင်ကြောင်ရှိသောအိမ်တို့မှာပြဿနာတွေ့လေသည်အပေကြောင့်ဆိုသောကြောင်တို့မြည်သည်မီးပုတ်ပြရဲ၌သော အပေါ်လေးစွန့်သည်ကြောင်လေးပြပုံပေါ်၌စွန့်သည်မှာသူတို့ခြေလက်ကိုအညစ်ကြေးထိမှအလွန်ဆိုးသောကြောင်ဖြစ်၏လူပီသူတို့မစင်ချင်းငယ်ကိုဖုံးကွယ်ပြစ်တဲ့သောတဘာဝစိတ်လေးရှိ၏ ရင်းနိုင်အေပေါ်မှာထင်းပြမိဖို့မရတော့သေးတဲ့တပြိုင်တည်းကျောင်းတို့သည်လူဤအဝိပုံစံပုံများရဲ၌မစင်မစင်စွန့်တတ်ကြ၍ကျင်းငယ်ကိုမူသူတို့ဖင်ပြမစင်အောင်ဆုပ်ယူတော်ကောင်းပေါ်ကုရှင်ပေါ်ပလက်ကလက်တိုင်းဖြင်တို့ပေါ်၌စွန့်ကြကုန်၏အာဇလာကျွန်တော်ကောင်းရင်ကခြံအောင်တေးပန်းခြင်းသည်လေဤသဘောပင်ဒီတော့ကြောင်များကသူတို့သဘာဝလျောက်အင်မတန်တန်ရှင်းသမျှ အိမ်ပေါ်မိဖို့မရှိတော့တဲ့နိုင်လူများဒုက္ခရောက်ဖို့ဖြစ်ကုန်သည်မိဖို့သားမသဲပုံလှုပ်ပေးပါဆို၍ဘန်းနဲ့တဲတဲလှုပ်ပေးတော့လဲနောက်ကြပြီထင်ပါသည် သူတို့အကျင့်ပြန်နေကြပြီနိုဘီကျောင်းကတဲကိုပြာလောက်ကြံရမတူပါအင်္ဂိုင်းထဲမှာဖော်ပြပါအရာဝတ္ထုတို့ပေါ်တင်သောစွန်ချမြေပါ ကျောင်းတို့အမေကြီးကစိတ်ရှိလက်ရှိနေ့စဉ်ပင်အိမ်ပေါ်တွင်တွေ့သည်မြ။ကျောင်းကြီးတို့ကိုတိမ်စီစီကြောတုတ်တင်ပါသည်။တင်းဤတို့ပြုနေတော်လဲဖော်ပြခဲ့သည့်အတိုင်းကျွန်တော်မျက်နာပေါ်ကျောင်းသေးပန်းလေးရှိသည်ကိုကကျွန်တော်မခံနိုင်ပါ။တယံအချိန်ချင်းကြံခဲ့သည်မြလဲဒင်းကြောင့်ပြည့်ရပေါင်းများပြီဖြစ်ပြီ။အခုတော့တယံကိုလက်လျှော့ကောကျွန်တော်ရီချုပ်ပြီးအိမ်ပေါ်ပြန်တက်၍လဖက်ရီသွဲ၌ဤကြောင်များကိစ္စကိုစီဝေပဲတည့်ရဲ့ ုရပါတော့သည်ဤစုဝက်တင်အိမ်သူအိမ်သားအလုံးပြင်တရခန်ကြောင်များသာမကောက်ကျွန်တော်တို့အိမ်ပေါ်နေခွေးရခွေးရန်ကြီးအောင်နဲ့ပေးတယ်လူပါစုအောင်နေကြသည်ထိုချိန်၌ရန်ကြီးအောင်မတည်သည်သပွဲအောင်ကျွန်တော်ခြေတော်နား၌ထိုင်နေသည် စစ်စစ်နံပါတ်1တရခန်အားကြလာကောက်စပွဲပေါ်၌ပင်စောက်ကြောက်ထိုင်နေပါ၏အင်း သူ့မိပြောတော့ဘာမှတည်တာမဟုတ်ပါဘူးဆိုတော့မန်နေပါ၏အစီဝေးပြောသည်မှာအာဂျလာကျွန်တော်မျက်နှာပေါ်တေးပန်းမှုကြောင့်မှန်းတည်သည်ဖြစ် အာဂျလာကိုမျက်စီကန်အောင်ပလေယာနှင့်ပြစ်ခဲ့သူတာကြီးကလည်းကျွန်တော်လိုပဲတေးပန်းခံရမှုသည်ဖြစ်ဒီကြောင့်ကိုအပြည့်ရှင်းပြရန်အဆိုသွင်း၏ဒါ ው တော့မအေကြီးကဘီတူအာနာနဲ့ပေချဖြစ်၏ဥစားရှင်အာဂျလာကဘာမှနားမလဲရှာပဲ တကူသေးသောမျက်လုံးဖြင့်လူလက်ထဲကဘာစားစရာများကြလာမလဲ။သို့မဟုတ်ဘာကိုအလစ်တုတ်လိုက်ရပါမလဲကြီးစုနေ၏။တချက်တချက်များကြောင်သူတို့ရောင်ဆောင်၍မျက်လုံးမိတ်ကတကွီးကွီးနှင့်အိတ်ချင်ဟန်ပြုတ်နေလိုက်သည်၏။သူ့ကိုမျက်လုံးတစ်ဖက်ကမ်းပြီးမှဝမ်းအိုင်ချက်ဟုလည်းခေါ်ကြသည်၏။စင်စစ်အမေရိကန်ရုပ်ရှင်ကောင်းရမဝမ်းအိုင်ချက်ကလည်းလူသိုးပဲဖြစ်၍ အာဂျလာသည်မျက်စိတစ်ဖက်ကန်ပြီးလဲစိုးမြင်စိုးမြဲပင်သူသည်တေးသည့်ထိစိုးသွမ်းမ၏ရှန်ဂျီအောင်သည်1969ခုနှစ်ဩဂုတ်လ3ရက်နေ့တွင် ဆုံ၍အာဂျလာသည်1990ခုနှစ်ဇန်နဝါရီလ15ရက်၌ပေးပါသည်အသက်ကြီး၍ကြောင်အိုယောဂာနေပဲဖြစ်ပါ၏အာဂျလာအဆိုရေအကောင်ကို ချီးမွမ်းရပါမူ သူသည်တညလင်အိမ်ပေါ်မှ၎င်းအိမ်အောက်မှ၎င်းကြွက်ကောင်တော့အမြဲရအောင်ခုတ်၏ကြက်ကူကသူစားသည်မဟုတ်ပေခေါင်းလောက်ဝါ၍တက်ယုံပဲတက်၏သူတော်ဝင်ကိုထမ်းဆောင်ခြင်းဟု ဆိုရပါမည်ကျွန်တော်တို့အိမ်မွေးခဲ့သောကြောင်မြရဲတွင် အာဇလာလောက်စူသောကြောင်မရှိသကဲ့သို့အာဇလာလောက်ကြွက်ကုတ်သောကြောင်မရှိဟုမှတ်တမ်းတင်ရပါသည် ယခုသူတည်ပြီးမှအေးချောင်းရေးမိဒီမှာလူတို့ဒေါသစိတ်တပတ်ဆွ၌ဘာရှိဒီကိုကျွန်တော်တွေ့ရသောကြောင့်ဖြစ်ပါ၏။ပေါ်ပြပါအစီဝေးပဲ၌ကျွန်တော်တို့အိမ်သားများစုံဖြတ်ချက်ချလိုက်ကြသည်မှာအေးရဲအေးကန်းတဲ့၌ကြောင်များအညစ်အကြေးမဆွရနဲ့အာဇလာလူမျက်နာပေါ်သိင်းနေမပန်းရင်ကြောင်အားလုံးတို့ကိုနေရောညပါအိမ်ရှိဘက်မလာစီရင်နောက်ဖေးမိဖို့ဆောင်နေမှသာဒင်းတို့နေစေရမည်။ မိဘတကားပေါင်းကျူးသောတွေ့ရလူကစော်ထက်ကြောင်ရိုက်ဖို့ဒုံများကိုပတ်ဝန်းကျင်မှာအသင့်ထားကြ။ညတွင်မိဘတကားကိုလုံးကျုံစွာပိတ်ဖွင့်ပြီးနောက်ဖေးထွက်လဲကြောင်ကိုအလွန်တရီထား။ရှင်တို့စီကံဥပဒေထုတ်၍လူများ တိကျသောကျင့်သုံးလိုက်ကြလျာတလားများကြာသောခါ၌ကြောင်များအိမ်ရှိကန်းတို့ လုံးဝမလာတော့ချေ။ဒီတော့အိမ်မောင်ဘာဖြစ်လာပြန်သည်တည်း။ ိတ်ပြီးရှေးရှေးဝေးဝေးစဉ်းစားရမလို့ပါ။ကြောင်မရှိကြွက်ထဆိုတဲ့စကားပါပဲခင်ဗျာ။ညနေချိန်မှာကျွန်တော်တို့အိတ်ခမ်းများတွင်ကြွက်များအလုံးတောင်းချမ်းကြတော့ဤကြွက်အကြီးသားတော်မဟုတ်ပါ။အိမ်ပေါ်ကြွက်လက်မလောက်ရှိတဲ့ငယ်သားလေးတွေပါ။ရခိုင်ကလေးကမရှိမဟုတ်ပါ။အိမ်ရှိလင်ပိုဟက်ရှိပင့်ကိုရှိအိမ်မြောင်ရှိကြွက်ရှိရမည့်သဘာဝအတိုင်းအိမ်ဆောက်ပြီးလူနေကလေးကရှိခဲ့ပါသည်။ ကျွန်တော်တို့တို့ရကအင်ကြီးများမှာဆိုရင်တောက်တယ်များပင်ရှိပါသည်သို့တော်ဟိုတုန်းကတော့ဤကျွတ်တို့သည်လူနေလူပြည့်စည်းနေတော့နီးနီးကဲကဲမဟုတ်ပါထုတ်ပေါ်ရှောက်ပေါ်တွတ်လျှောက်ပေါ်ဟောလူကတို့တက်တောင်းနာမည်ပေးထားသည်မဟုတ်ပါလားညာရန်ပေါ်လောက်ထွင်ပါအောက်ကကြောင်တွေရှိနေရကိုဟောအခု အိမ်ရှိကန်းကြောင်များမရှိလေတော့ဒီနို့တအိမ်လုံးမှာသဘောရှိပြည်လောမြူထူကြလေတော့သည်တကားတရံလူကောင်းရင်ဂရင်တန်းဘောကဖြတ်ကျော်သွားကြသည်ဤဒီတော့မှ အမေကြီးပြောခဲ့တဲ့စကားအာဇလာကကျွန်တော်တို့ကောင်းရင်တကားဘုံမထိုင်ကောင်သူ့အမေနဲ့ဖိအိတ်တဲ့ကောင်းရင်ကြွက်တီဖြတ်တဲ့မတော့အောင်ဆိုတော့ဟုတ်လိမ့်မလားဟုကျွန်တော်စဉ်းစားမိပါသည်တော်တော်ညနာသေးနဲ့ပန်းတာကဒီခဲ့ ရှင်းသူအိတ်ခန်းနဲ့တံများဖြတ်တန်းသွားတာကကြောင်တွေအညစ်အကြေးစွန့်လာနေစသောတော်သေးဤဟုကျွန်တော်တို့နေခဲ့ပါရ။တနေ့တော့ကျွန်တော်ဒီဒေါ်သာအမျက်ချောင်းချောင်းထွေရတော့ဤ။အကြောင်းမှာကျွန်တော်ကရင်ပေးနှစ်ဖက်တွင် အခန်းနေရန်ကြွေတန်းရှိုက်ပြင်းများခင်ကစာအုပ်စင်လှုပ်ထား၏။အရွယ်ကူဖက်ရှူနေရန်စာအုပ်မျိုးမျိုးကိုအပြည့်တန်းစီ၍ထား၏ ဒီမှာကြွက်များအကွက်ကောင်းတည်သွားခြင်း။နေရန်ပမဝင်ကစောက်အတွင်သားကိုလှိုက်ကိုက်၍အတိုက်လုပ်ပြီးတသမီများပောက်ပွားထား၏။ကျွန်တော်တွေ့တော့ကြွက်ကလေးငါးကောင်နီတာထွေးကလေးတွေအဖေးအမေးမရှိကြ။ညဘက်မှဒင်းတို့လာကြပြီကိုကျွန်တော်အမြတ်တို့ထားသောစာအုပ်ငါးအုပ်လောက်ပြည့်စည်သဖြင့်အလွန်ဒေါသထွက်ကောကြွက်ကလေးတွေကိုကင်ပုတ်ပြီးအိမ်အောက်ချစက်စာကျွေပြလိုက်၏ ကြံများကဒီလိုကြံမွေးစာလေးတွေအလွန်ကြိုက်သည်သူတို့အမေနဲ့အဖေတော့ညမထောင်ချုံနဲ့ဖန်တက်မိကျွန်တော်ဒီနေ့ကင်းပဲလမ်းထိပ်ထွက်တရုတ်ဆောင်မှာတရုတ်စိန်မှာထောင်ချက်ဝေခဲ့တယ်။သုံးချက်ခွဲပေးရတယ်။တက်တာအင်ရိုက်ပြီးထိတ်တဖက်က အထဲမြင်အောင်တန်ချောင်းလေးတွေစိုက်ထားတယ်။တဖက်ကစပရိန်နဲ့ခလုတ်လုပ်ထားတဲ့တကားပဲ။အတွင်းစာတက်ပြီးဒိတ်ချိတ်ထောင်ထားရတယ်။ ညကြတော့ကျွတ်တီဖြတ်တန်းသွားနေကြစောက်တွေမော်ပါပဲသူတို့အတိုင်းတိုင်းမရောက်မီလေးမောင်ထောင်ချောက်ချထားလိုက်တယ်လူတွေအိယာတွေဝင်ကြလို့မိမိပြီးတဲမကြပါဘူးဖြောင်းကနေထောင်ချောက်ခလုတ်ကြတယ်ကြလို့ကျွန်တော်ထပြီးမီးဖွင့်ကြည့်လိုက်တော့လာလာကျွတ်တီနဲ့ကျွတ်မလင်မယားနှကောင်ဒင်းတို့ကလေးတွေမရှိတော့ဘူးဆိုတာတောင်သိဖို့မပေါ်သေးသားသမီးတွေစီ လူကြီးအတိတ်မှာလာရင်နဲ့အစာဝင်ငန်းလို့ဖမ်းမိတာ ကျွန်တော်ဘိုးအောင်တင်းကျဲသလိုရှင်းလိုက်တယ်။သို့တော့ခမောင်ရဲ့အတန်နဲ့တော့တူမဲမဟုတ်ပါဘူး။ကျွန်တော်ကနီးကမိဗလားလို့မိတယ်။အေးနှစ်ကောင်ပဲကွ။အဲ့ဒါဘယ်နဲ့လုံးမလဲ။မနေ့မှကြည့်စီမံမဲကွာဆိုပြီးထောင်ချောက်ကို ကျွန်တော်မိဖို့ခန်းထဲယူသွားတယ်။နမောရင်ကျွဲ့နှကောင်ကထောင်ချောက်ကိုတကြည်ကျင်းနဲ့ကဲ့နေကြတော့နာညီတယ် မနက်မိုးလင်းလို့ကျွန်တော်အိယာကထားကြတော့အမလီကြောင်မြားကထောင်ချောက်ထဲကကြွက်ကလေးနှစ်ကောင်ကို ဝိုင်းကြည့်နေကြတယ်တေကန်ဒီလေးမောင်နှံကငိန်ကုတ်လို့ကျွန်တော်သူတို့ကိုဘာမှမလုပ်သေးဘူးထုံးစံတိုင်းမနက်စည်းကိုဟင်းလျာဝဲရအောင်သွားတယ်ပြန်လာတော့ထောင်ချောက်နားမှာကြောင်မြားသာမကတော့ပဲကျွန်တော်မြေးလေးနှစ်ကောင်ကပါထိုင်ကြည့်ပြီးအထဲကကြွက်ကလေးတွေကို သူတို့စားတဲ့မုတ်အပိတ်အစာနဲ့အစာကျွေးနေကြတယ် ကြွက်ကလေးများလည်းစားနေကြသည်ဗျာမူလကကျွန်တော်ထဲ့ထောင်နေဝတ်ဥကြောင်းလက်တန်းဖြတ်လို့လည်းမရှိတော့ပါဘူးသူတို့စိတ်ထဲမှာဒီအိမ်လေးတဲ့ရောက်မှတဲအစာကောင်စားနေရပါလားအောင်မီကြမလားမသိလူတွေကလည်းသူ့ကိုချစ်တယ်လို့ယူဆကြလိမ့်မလားဟုတ်တယ်ကျွန်တော်မြေအကြီးဆုံးသုံးနေသမီးလေးကသူတို့ကိုအစာကျွေးရင်းပြောလိုက်တယ်ပပရဲ့ကြွက်ကလေးတွေကချစ်စရာတဲ့ ဒါမိမိတို့မွေးထားမှာနော်တဲ့ဒီနေရာမှာကျွန်တော်ဘလို့ဖြစ်တယ်မသိဘူးဒီကြော်လေးတွေတက်ခြင်းဖြတ်ခြင်းနဲ့စိတ်ဟာတက်သွားတယ်ဒါနဲ့ကျွန်တော်ဥပြစ်ကလုပ်ပြီးအိမ်ပေါ်ကဆင်းအောက်ထက်သပွဲမှာထိုင် မနေ့ကရေးလက်ဆာစာကိုဆက်ရေးနေတယ်ဒါကြီးနောက်ကလေးရှိနေတော့ဒီတွက်ကိစ္စသူတို့ပဲကြည်စီမံကြလိမ့်မယ်လို့အောင်းမိမိတယ်တော်တော်ခွေးမသားတွေ သူတို့နက်နက်စာစားပြီးလို့အိမ်ကသာထွက်သွားကြတယ်တွေ့ထောင်ကြကိုလက်ဖျားနေတောင်ထိသွားကြဟန်မတူဘူးကျွန်တော်မနက်စာတက်စားတော့ချက်ကလေးတွေဒီတိုင်းပဲရှိနေကြတယ်ကျွန်တော်တို့လင်မယားလဲသူတို့အကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောမိကြတော့ဘူးကျွန်တော်ထမင်းစားပြီးနေလင်နေကင်းတရေတမောအိတ်လို့နိုးလာတော့မှမိဖို့တဲ့တင်းစီနေတဲ့ဇနီးကဒီချက်ကလေးတွေကိုဘယ်နဲ့လုံမလဲတဲ့ဟေးအေးငါတို့တက်ချင်တဲ့စိတ်မရှိတော့ပါဘူးကွာ မေရလည်းမသက်စီခြင်းမဘူးတခြားသွားလွတ်ပလိုက်ပါလားအေးအေးအဲ့ဒါပဲကောင်းပါရဲ့ကွာဆိုပြီးကျွန်တော်ချွတ်ထောင်ချက်ကိုခံ၍အိမ်ပေါ်မှဆင်းခဲ့သည်တို့မျက်နှာလေးတွေကြည့်လိုက်မိသည်မျက်လုံးပြူးပြူးနေရကလေးတွေထောင်ထောင်နှကမ်းမွေးလေးတွေကကနဲ့1990ခုနှစ်ဤမိုးနောင်ကာလယနေ့မိုးနေငယ်ထေချုံရွာသွန်းနိုင်သည်ဟုမိုးလေဝသဌာနကလည်းကြွညာချက်ရှိ ထက်ကောင်းငယ်မှလည်းမိုးရိမ်တဲ့စုကအုံပြနေတော့ဘာနုရာသာတောင်းဆက်ကြတဲ့ပြီးရွှေမြင့်နဲ့တော့မကြည်သားလားဘူးကျွန်တော်အိမ်ကနေပြီးခြေလန်းလေးရာကျော်သွားရတဲ့ကတ္တရာလမ်းမရောက်တော့မိုးရွာကနီးနေပြီးထင်တာနဲ့ကျွန်တော်လမ်းဟိုဘက်မကူတော့ဘူးဒီဘက်လမ်းပြီးမှပဲကြွက်ထောင်ချောက်ချနေတဲ့တခါလို့ငါတဲ့ဆေကလို့လို့ငငယ်ကလူကြီးမိဘတင်ထားတဲ့အတိုင်းချုပ်ပြီးအဖုံးဖွင့်ပေးလိုက်တယ် သို့တော့ကြက်ကလေးတွေကယုတ်တည်းရဲ့မထွက်ကြဘူးကျွန်တော်ကသွားကြသွားကြဟုအပေါ်ကလဝါနေလိုက်တော့မှခမရလေးတွေကြပြခရထွက်ကြပြီးအရှိတကောင်အနောက်တကောင်ပြေးကြတယ်အနောက်ဖက်ပြေးတဲ့ကောင်ကမျက်ခင်းနဲ့ဝင်းသွားတယ်အရှိဘက်ပြေးတဲ့ကောင်ကပီတီယာလမ်းပေါ်တက်သွားတယ်သူမြေကလေးတန်းလန်းနဲ့ပြေးလာတာမြင်တော့လောက်ပါဘက်မှာရစ်ပြီးဘက်စကာဆောင်နေလူတယောက်က သူစီလာမှာစူစီလာ ရှူရှူနဲ့ စီမောင်းနေဒီအခိုက်မှာပဲမိုးလေဝသကဟောကြတိုင်းမိုးထချုံပြီးရွာချလိုက်တော့လမ်းလေဟိုဘက်ရောက်နေတဲ့ကြွက်ကလေးဟာကျွန်တော်ဘက်ပြန်လှည့်ပြီးလာတယ်ပြီးကျွန်တော်ကိုပေါ့ရှောက်တဲ့ခြေတော်ဗျာဟောဗျာမြက်ခင်းနဲ့ဝင်သွားတဲ့ကြွက်ကလေးကလည်းမိုးရွာလိုက်မှကြွက်ထောင်ချောက်ထဲပဲပြန်ရောက်နေကြတော့ကျွန်တော်သိတဲ့သူတို့အတွက်ခန်းစားမှုတစ်ခုပေါ်လာပြီးကိုယ့်အိမ်ဘောကကြွက်ကလေးကိုပါဖမ်း ထောင်ချောက်တဲထည့်ပြီးနှစ်ကောင်စလုံးကိုအိမ်ပြန်ယူခဲ့ပြီးတော့တယ်ကျွန်တော်စိတ်ထဲသူတို့အတွက်ခံစားမှုတစ်ခုပေါ်လာပြီးကိုဘောကကြွက်ကလေးကိုဖမ်းထောင်ချောက်တဲထည့်ပြီးနှစ်ကောင်စလုံးကိုအိမ်ပြန်ယူခဲ့ပြီးတော့တယ်ကျွန်တော်စိတ်ထဲခံစားမိသည်ကောအော်သူတို့ကလေးတွေဒီကျွန်တော်အိမ်ပေါ်မှာမွေးကျွန်တော်အိမ်ပေါ်မှာပဲကြီးပြင်းခဲ့ရသည်ကျွန်တော်တို့အိမ်ဟောင်းသူတို့ကဘာပဲပေါ့သူတို့တသက်သာမှလုံခြုံတော့ခေါင်းမူးအောင်မှသာနေခဲ့သည့်အတွက် ူတို့ကိုတွင် နေကြီးတပြောင်မှလည်းအထိုးမခံခဲ့ဘူး။မိုးရေတစ်စက်မှလည်းမဆင်ခဲ့ဘူး။မြင်းရဲ့ပြင်လဲခြေမတင်ဘူး။ယခုမှမြေကြီးဝရောက်ပြီးမိုးရွာချရာခံရတော့ခမရများမှမကြုံဘူးသောကြောက်ရွံ့ထိတ်လန့်ခြင်းဖြင့်တကောင်ကသူ၏လုံခြုံရာကိုထောင်ချောက်ထဲပြန်ဝင်သည်။တကောင်ကလမ်းဟိုဘက်ကသူ့ကိုချောက်လိုလိုက်သူကိုလည်းကြောက်မိုးရွာကိုလည်းကြောက်နေပြန်ပြေးလာပြီးကျွန်တော်ကိုယ်ပေါ်သို့အာကိုတကြီးနဲ့တက်သည်။ ူကျွန်တော်ကိုအာကိုရှာမယ်လေ။ဘာကြောင့်လဲဆိုတော့သူမွေးလာကလေးကကျွန်တော်အိမ်ပေါ်မှာနေပြီးကျွန်တော်ကိုနေတိုင်းမြင်နေရမယ်မဟုတ်လား။ကျွန်တော်ကသာသူ့ကိုမသိတာကိုဒီတော့သူနဲ့ကျွန်တော်ကတိမ်နေသားကျွန်တော်သာသူ့မျက်စိအောက်တွင် နေတဲ့လူနုပြီးလူတွေကကြွက်ကိုရန်သူလိုသဘောထားတယ်ဆိုတော့ကိုသူ့ဖေတီမာလေ။နုပြီးသူတို့ကိုကျွန်တော်ညကဖမ်းလိုက်တဲ့ဟာကလေထောင်ချောင်းလို့ဘယ်တိမာလဲ။ သူတို့အတွက်အစာထည့်ထားတဲ့အင်္ဂလိပ်တအိမ်လို့ထင်ပါပဲမနေ့ကင်းကြတော့လေကျွန်တော်မိများကသူတို့ကိုဒီအင်္ဂလိပ်ထဲမှာပဲမုံနေကျွေးနေကြသေးတယ်မဟုတ်ပါလားပြိဿံကအတိညာမဲ့သူ လူကအတိညာရှိသူဆိုတော့ဒါတော့တော့စဉ်းစားသင့်တယ်မဟုတ်ပါလားကျွန်တော်မှဤအတွေ့ရင်ဝဲပိုင်နဲ့မိုးတပြောက်ပြောက်အောင်မထောင်ချောက်ကလေးကင်လို့အိမ်ပြန်လာခဲ့တယ်ရောက်တော့ရင်ကျွန်တော်ဇနီးကိုအားလုံးပြောပြပြီးကြွက်ကလေးတွေကို အိမ်ပေါ်မှာပဲပြန်လွတ်လိုက်တယ်။ကျွန်တော်ဒီနေ့ကလည်းသဘောတူပါတယ်။တော်တာဆွေ